ကရင်ပြည်နယ်မြောက်လိမြို့နယ်ထိုင်းမြမနယ်ဆက်ရွှေကုတ်ကိုကြားပြတ်လောင်စာမျိုးတိတ်ကိုတီထောင်ခဲ့တဲ့တရုတ်နိုင်ငံသားရှဲကြီးကျန်းကိုထိုင်းဆိုရကအခုနိုဝင်ဘာလကစပြီးရပောင်း60တွင်တရုတ်နိုင်ငံဆိုရထံတရားဝင်လှည့်ပြောင်းတော့မှာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကလက်မှတ်ကင်ဆောင်ထားတဲ့အသက်43နှစ်အရွယ်တရုတ်နိုင်ငံသားရှဲကြီးကျန်းဟာ တင်းရနေကြဆောက်တဲ့ BGF အဖွဲ့ခေါင်းဆောင်ဆုံးရှိသူနဲ့အတူထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုလောင်းစားကြားဖြတ်မျိုးတစ်ကိုပူပေါင်းလှုပ်ဆောင်ခဲ့က2022ခုနှစ်ဩဂုတ်လတွင်သူ့ကိုဗန်ကောက်မြို့မှာထိုင်းနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ရှက်ကြီးချန်းဟာနိုင်ငံဖြတ်ကျော်တရားဝင် online လောင်းစားလုပ်ငန်းတွေလုပ်ကိုင်နေတယ်လို့တရုတ်နိုင်ငံဆိုရကဆွဆွဲခဲ့ပြီးနေရောင်စင်းတတိပိကျက်ထုတ်ပြန်ပေးဖို့နိုင်ငံရဲတပ်ဖွဲ့ Interpol ထံတောက်ဆိုခဲ့ရာနိုင်ငံဖမ်းရက်နဲ့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ ရှီဂျီချန်ဟာတရုတ်ရောင်းဝယ်2985ဘီလီယံထိုင်းဘတ်12.6ထရီလီယံကျော်လိမ်လည်ခဲ့သလိုကော့ဆက်တာနဲ့ကြားဖြတ်လောင်းကစားလုပ်ငန်းတွေအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံကထိုင်းနယ်စပ်တွေမှာကြားဖြတ်စီမံကိန်းမျိုးသစ်တွေတည်တောင်းဖော်ခဲ့တာဖြစ်ပါတယ်။ကာစီနိုဝက်ဆိုက်239ခုထက်မနည်းတည်တောင်းစီမံခန့်ခွဲခဲ့ပြီးတရုတ်နိုင်ငံသားတွေနဲ့နိုင်ငံတကာကိုပိတ်မှတ်ထားတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအတွက်အဓိကတာဝန်ရှိသူဖြစ်လို့ရှိနေတာလို့တရုတ်နိုင်ငံဆိုရကပြောပါတယ်။ 2022ခုနှစ်နိုဝင်ဘာလမှာရှကြည်ကျန်းကိုတရုတ်နိုင်ငံထံလွှဲပြောင်းပေးဖို့တရုတ်ဆိုရကထိုင်းနိုင်ငံဆိုရထံတောင်းဆိုခဲ့တာကြောင့်အချိန်၃နှစ်ကြာ2025အောက်တိုဘာ22ရက်နေ့မှာတော့သူ့ကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးဖို့ထိုင်းဖွဲ့စည်းပုံခြေခံဥပဒေခုံရုံးကတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။မနေ့နိုဝင်ဘာ၁၀ရက်မှာထိုင်းနိုင်ငံယူကန်တရားရုံးက နိုင်ငံတကာရောက်ရှိမှုတွေအပါအဝင် online လောကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုပ်ငန်းခဲ့တဲ့တရုတ်ကြားဖြန့်ငွေလိန်ကိုင်းတွေရဲ့အဓိကခေါင်းဆောင်ရှက်ချီကျန်းကိုတရုတ်နိုင်ငံတို့လွှဲပြောင်းပေးရန်ကိစ္စကိုအတီးပြုဆုံးဖြတ်လိုက်ကဂျပန်ကိုစတင်လွှဲပြောင်းမှာဖြစ်တယ်လို့ထိုင်းနိုင်ငံဆိုရကထိုင်းနိုင်ငံသတင်းမီဒီယာတွေကနေတင်အတည်ပြုထားပါတယ်ရှုခုကိုကြားဖြန့်လောင်ကစားမျိုးတွေပူးတဲ့တီထောင်သူကေနေကြဆောက်တဲ့ဗီဒီယိုခေါင်းဆောင်ဆော့ချစ်သူပါဝင်အိုလိုက်ငွေကြီးလိမ့်လဲလှုပ်ဆောင်သူရာချီဟာ ရှီဂျင်ချန်လွတ်မြောက်ရေးအတွက်စတောင်းပွဲကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ17ရက်နေ့ကရွှေခုခုမြို့တည်တနေရာမှာပြုလုပ်ပြီးဝပြုဆူတောင်းတာရှိခဲ့ပါတယ်။ လက်ရှိမှာလဲစစ်ကောင်စီတပ်နဲ့ BGF KNU KNLPC DGB တို့အဖွဲ့အစားတစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်ကာထိုင်မြန်မာနယ်စပ်မြောက်ပိုင်းမဲထောက်တလီ KK ပတ်ကိုစစ်ကောင်စီတပ်တွေဟန်ပြဝေရောက်စီးနှင်းပြီးအော်တိုဘားလ22ရက်နေ့မှဒီကနေ့ထိမိုင်းခွဲဖြိုချဖျက်ဆီးမှုတွေပြုလုပ်နေသလိုတောင်ရင်ပြည်တစ်လျှောက်ကကုန်သွယ်ရေးဂိတ်တွေကိုဟန်ပြစစ်ဆီးဖျက်ဆီးလုံဆောင်နေတာအပြင်ရုပ်ကုပ်ဝမျိုးသစ်အပောင်ဝင်ကြားဖြတ်နေရတဲ့တွေအတွက်လောင်စာတီထောက်ပံ့တာမိုက်တဲ့အင်တာနက်လိုင်းတွေထောက်ပံ့ပေးတာလှုပ်ဆောင်နေတယ်လို့ရန်ကုန်ခေတ်သတင်းဌာနမှဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုမြောက်ပြည်မြို့နယ်ကေကေဘက်ကထွက်ပြေးလာတဲ့နိုင်ငံသား1600ကျော်ကိုထိုင်းဆော့ကစစ်ဆင်မှုတွေရှိနေတယ်လို့ထိုင်းနိုင်ငံနယ်စပ်သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။ဒါပြင် ထိုင်းနိုင်ငံဝီကျုပ်တဲ့အနုတင်ချန်ဝီယာကူကထိုင်းမြန်မာနယ်စပ်အွန်လိုင်းငွေလိမ်ကိန်းတွေကိုအစွမ်းကုန်နှိမ်နှင်းသွားမယ်လို့မဲဆောက်မြို့ကိုမနေ့နိုဝင်ဘာ10ရက်မှရောက်ရှိခဲ့စဉ်ထိုင်းသတင်းမီဒီယာတွေနဲ့ပြည်ပရောက်သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။